ခဏုံထုတ်နော်ဟုတ်တယ်နော်စက်သားခဏုံထုတ်ပေါ့နော်စုစုပေါင်းရှင်းရမှာ၄သိန်း1000 1300နော်အေးပါအဲဆိုရင်ဟိုဟာ KB နံပါတ်၄000နဲ့ကိုပြီးရင် KB လွှဲပေးလိုက်မယ်နော်ဒါရှင်းလိုက်တော့မယ်နော်ဟယ်လိုမေဟယ်လို ဟုတ်မေဘာလို့လုံတာအားလောက်ပါမေဒီမှာကုံကြော်ဘူးကုံစင်းဘူးတွေရှင်းရမှာမလို့ညာအော်ဒါအတွက်မှားထားတာတွေဈေးစင်းတွေရှင်းဖို့လုံတာမေရောဘာလုံတာစားပြီလားမေရစားပြီလေနားထိုင်နေတာတမောဒီလေးစားလားဒါမစားတဲ့ဒီမှာမေသမီးရပါတော့မုံလုံကြီးမှာဆိုလားဘာလုံနေရတော့မသိဘူးမှာကရှင်ငန်းနေမှာမုံလုံကြီးမှာဆိုလားပဲညီမလေးရောညီမလေးရောရှိလားညီမလေးပဲတော့ရှိရရှိတယ်ဟိုမှာဈေးတိုင်းနေမှာဈေးစင်းတွေပဲလုံနေတယ်ဟုတ်ကွာလားတော့မုံလုံပဲလုံကြီးလို့ဘာမုံလုံလုံကြီးမှာလဲအမှန်မသိသေးဘူးဘာဆိုင်နေပူလာအောင် အဲရာရောက်တော့လုတ်ကြေးခိုင်းပေါ့ဒါလည်းနှစ်ရက်သုံးရက်ပါပဲဒီ order လေးပြီးရင်ပြန်လာမှာလေရာဒီဦးတို့ကအေးရဲ့နော် view ဆိုင်အောင် monitoring နေအောင်ညတွေလဲမင်းညစကိုင်းအောင်ပဲအေးအေးပို့တယ်လို့ဒီမှာပဲအေးတယ်အေးပါအေးပါဟုတ်မေဒါပဲနော်မေအေးပါအေးပါမေမမောကဘာမလုပ်ကြည့်မှာတော့ခဏုံထုတ်လीခဏုံထုတ်อืมအချက်သားခဏုံထုတ်လားနိုင်မမှာတော့ကြားဘူးရယ်စားတော့မစားဘူးချက်သားနဲ့လုံမှာပဲလားဟုတ်တယ်ချက်သားခုနအမေကဖုန်းဆက်နေတာအမေသမီးကမုန်းလို့ကြည့်မှာဘာကြည့်မှာလဲတော့မသိဘူးတော့ထူးထူးဆန်းဆန်းပါလားတဲ့ ရောပါစယ်ပို့လိုက်အောင်နဲ့အင်းအောင်မလုတ်ကြည့်ခါလေးလို့စက်သားနဲ့စက်တုံနီရောထည့်ရတယ်လားစက်တုံနီလည်းထဲမှာစက်တုံနီကကိုလိကူမလေးရတယ်နော် ချက်သားခဏတော်တို့ဟင်းဝဲလေးပြုလုပ်ဖို့အတွက်ချက်သွန်လေးနှလုံးနွမ်းတော်လေးလေးထားမယ်ချက်သားခွနဲ့ချက်သားလောက်ကိုလည်းနွမ်းတော်လေးဆင်းထားပါမယ်ပြီးရင်အဲ့ထဲကိုချက်သားမှုအနေငယ်ရဲ့ခရူးစီအနေငယ်ရဲ့မြေုပ်ကောင်းမွန်လေးအနေငယ်ရဲ့ထည့်ပေးပါမယ်နှမ်းစီမူလေးရှိရင်လည်းနှမ်းစီမူထည့်လို့ရပါတယ်နှမ်းစီမူတော့မထည့်တော့ပါဘူးခရူးစီချက်သားမှုမြေုပ်ကောင်းမွန်လေးထည့်ပြီးတော့အားလုံးကြောသမမွေတော်နေပေးပြီးတော့ပကံလေးထဲမှာထည့်ပြီးတော့ပြင်ဆင်ထားပါမယ်အကျုပ်သုံးလုံးကိုလည်း ြေသွားအောင်ရကြေသွားတော့ပြတဲ့ရောသမားမှုေသွားအောင်ပေါ့နော်ခလောက်ထားမယ်အဲ့ထဲကိုဂျုံထမင်းစားစွန်းနှစ်စွန်းခွဲသုံးစွန်းနီးပါးလောက်နဲ့ရေကိုတော့ထမင်းစားစွန်းနဲ့ငါးစွန်းခန့်လောက်ထည့်ပါမယ်ဗျာနော်ပြီးရင်တော့ရောသမားမှုေသွားအောင်ဂျုံနေကြေသွားအောင်ဂျုံနဲ့ကြက်ဦးနဲ့တသားလေးဖြစ်သွားပြီးရောသမားမှုေသွားအောင်တစ်ချာလေးခလောက်ပေးရမှာမှုေပေးရမှာဖြစ်ပါတယ်အဲတချို့ဆိုရင်ဆက်နဲ့တော့မှမှုေရဲပေါ့နော်ဒီထဲကိုအရသာအနေနဲ့စားလေးတို့မဟုတ်စက်သားမလို့အနေငယ်ထည့်ခြင်းနဲ့ထည့်လို့ရပါတယ်ကျွန်တော်တို့အစိမ့်ရသာလေးတိုင်းပဲလိုချင်တာမို့လို့ဘာရသာမှမထည့်တော့ပဲနဲ့ဒီတိုင်းပဲမှုေလိုက်တာခလောက်လိုက်တာဖြစ်ပါတယ်ဗျာနော်အားလုံးရောသမားမှုေကြေသွားအောင်မှုေပေးပြီးရင်တော့ စပြီးတော့လုပ်ဖို့တည်းမီးဖွင့်မယ်ဒေဝုတင်မယ်ဒေဝုကတော့မကက်ဦးသွားအောင်ဖြစ်ပါတယ်ဒေဝုထဲမှာစီလေးအနေငယ်ထည့်မယ်စီမများလေးတစ်ခါထည့်လိုက်တယ်ကကျွန်တော်လည်းနည်းနည်းလေးများများလေးထည့်လိုက်တယ်ဗောနော CO ဒေဝုနေရာအနှံ့ကိုရောက်သွားအောင်မီးလေးဖွင့်ပြီးတော့ဗောနော်စီလေးပူလာတဲ့အထိလှုပ်ဆောင်ပေးပြီးရင်တော့ CO ပကံလေးထဲမှာပြန်ပြီးတော့တွန်လိုက်ပြီးတော့ O ထဲမှာစီလေးအနေငယ်ပဲခြံထားပေးမှဖြစ်ပါတယ်ဗောနော်အဲ့ C အနေငယ်လေးနဲ့ခုနကတော့ကြက်ဥရဲ့ဂျုံရဲ့ခလောက်ထားတဲ့အရေကိုထည့်ပေးမှဖြစ်ပါတယ်မီးရနည်းနည်းလေးမီးအေးလေးနဲ့လှုပ်ပေးရမှဖြစ်ပါတယ်ဗောနော်တစ်ခါလေးလောင်းထည့်လိုက်ရင်လည်းရပါတယ်ကျွန်တော်တို့ဇွန်လေးနဲ့ထည့်လိုက်တယ်တစ်ချက်ကိုကျွန်တော်ထမင်းစားဇွန်နဲ့ငါးဇွန်၆ဇွန်လောက်တော့ထည့်ရတယ်ဗောနော်အချက်ထူထူလေးလိုချင်တော့နည်းနည်းပ ို့ထဲ့ပေါ့နော်ထဲ့ပြီးပြင်တော့ဒေအိုးနေရအနှံ့ကိုရောက်သွားပြီးတော့အချက်ဝိုင်းဝိုင်းလေးဖြစ်သွားအောင်ကျွန်တော်တို့ဗီဒီယိုမှာပြထားတယ်လို့မျိုးဒေအိုးလေးကိုစောင်းကလှုပ်ခါနဲ့ပြုတ်လုပင်းမယ်ပြီးရင်တော့မီးအားနည်းနည်းလေးမီးအေးလေးနဲ့စက္ကန့်40လောက်တဲ့ထားပြလိုက်မယ်ဆိုရင်တော့ဒါကျက်သွားပြီပေါ့နော်ကျက်သွားရင်တော့ဆယ်ယူဖို့ကတော့ဇွန်လေးနဲ့ပဲဖြစ်ဇွန်ပြားလေးနဲ့ဖြစ်ဖြစ်ကော်ပြီးတော့ဆယ်လိုက်လို့ရတယ်အဲ့လိုမဆယ်ခြင်းလေကျွန်တော်ဗီဒီယိုမှာပြထားတယ်လို့မျိုးပကံပြားအပြန့်ဘူးပေါ့နော်ပိုကနေမှောက်ချလိုက်ပြီးတော့အဲပြထားတဲ့အတိုင်းဆယ်ခြင်းလေးရတယ်ပေါ့အဲ့လိုဆယ်ပြီးတော့မှကိုထဲမဲ့ထဲမှာတစ်ချက်ချင်းလေးဆွဲချပြီးတော့ထည့်လိုက်ပေါ့နော်အဲဇွန်ပြားလေးနဲ့လည်းဇွန်လေးနဲ့လည်းဆယ်လို့ရပါတယ်ဗျာနော်ဇွန်နဲ့ဆယ်တာလေဗီဒီယိုမှာရိုက်ပြပေးထားပါတယ်ဇွန်လေးနဲ့ဆ ည့်ပြီးတော့မှပကံလေးထဲမှာဖြန့်ပြီးတော့ထည့်လိုက်မယ်ဆိုရင်လည်းရပါတယ်ဗျာနော်ကျွန်တော်တို့ဖြော်ထားတဲ့ဂျုံနဲ့ကြဲဥအရေးကတော့အခုလိုမျိုးအချက်၄ချက်စာအတွက်ဖြစ်ပါတယ်အချက်ကြီးများများလိုချင်တော့ဂျုံကြဲဥပို့ပြီးတော့ဖြော်အောင်မှာဖြစ်ပါတယ်ဗျာ ှေ့မှာရတာနေထားတဲ့ကြက်သားနဲ့ကြက်သွန်တွေလေးကိုချက်ဖို့တကတော့မိဖွဲ့မဲ့ဒေဝတင်မဲ့စီလီအနေငယ်ထဲမဲ့စီပူလိုင်းတော့အရသာရင်နဲ့ရောသမောက်မှုရောင်နေထားတဲ့ကြက်သားနဲ့ကြက်သွန်တွေကိုထည့်ပြီးတော့စီပူလေးထဲမှာမှွေကြော်လေးကြော်ပြီးနေုံပဲပေါ့နော်ကြက်သွန်တွေအနံလေးမှွေးလာပြီးတော့ကြက်သွန်တွေရောကြက်သားလေးတွေရောရဲပြီးတော့ပေါ့နော်ချက်သွားတဲ့အနေထားဒီရောက်တော့မှွေကြော်လေးကြော်ပြီးလိုက်မယ်ဆိုရင်တော့ရပါပြီဗျာနော်ချက်သွားရင်တော့ဆေးယူပြီးတော့ပကံလေးတစ်ချက်ထဲမှာထည့်ထားမယ်ပြီးရင်တော့ဒါကျွန်တော်တို့ကအချက်က၄ချက်လောက်ထားတာဆိုတော့၄ပုံပုံပြီးတော့တစ်ချက်ကိုတစ်ပုံလုံးနဲ့ကြက်သားလေးထည့်ပြီးတော့ဘီယူမှာပြထားသလိုမျိုး လိတ်ပေးလိုက်မှာဖြစ်ပါတယ်ဗျာနော်အဲ့လိုလေးလိတ်ပေးလိုက်မယ်ဆိုရင်တော့အရာလာရှိတဲ့စားကျင်သပွဲစက်သားခနုံတို့လေးကိုရရှိပဲဖြစ်ပါတယ်ဗျာနော်ပြုလုပ်တဲ့နီလန်းလေးမျိုးသာရှိနိုင်ပါတယ်နီလန်းလေးမျိုးသာရှိရတဲ့ထဲကကျွန်တော်တို့သိတဲ့နီလန်းလေးတစ်ခုကိုရိုက်ကူးတင်ဆက်မျှဝေပေးတဲ့တာဖြစ်ပါတယ်ဗျာကော်ဖီလေးနဲ့ပေါ့နော်ကော်ဖီကတော့မကူတော့ဘူးပေါ့နော်ကြော်တာအနေနဲ့ကြာပြီတော့ဒီမှာတဝက်တောင်ဂျိုးနေပေါ့နော်တောက်ထားတဲ့ကော်ဖီတဝက်လေးနဲ့ပေါ့နော်စက်သားခနုံတို့ လေးပြေမွားတော့နော်အမေလည်းကြိုက်လာမှာနော်ကြိုက်ပါကြမှာမြေလို့ကြည့်အောင်အထက်ကအသားနဲ့ကျွတ်တုန်ကြီးရရတာလေးကကိုယ်ဘာလဲဘက်လူလဲဆိုတော့ဟိုဝက်စပောင်းနေတို့စက်သားပေါက်စီပဲစားလို့ရှိရင်အဲဒီမှာကျွတ်တုန်ကြီးနဲ့စက်သားရရတာလေးအဲ့လိုပုံစံမျိုးလေးနဲ့အားလုံးကောင်းပါလေ နော်နောက်ခုပြန်လာမယ်နော်လေးခုသာလုံနေလေးပြပေးလိုက်ပါတယ်လေးခုနဲ့တော့ကျွန်တော်တို့မဝပါဘူးပြီးဆက်ပြီးတော့လှုပ်စားပါအောင်ပြန်နော်ညာလေးရတယ်မှုရင်းရတော့နော်อืม ဘိုင်းမမလေးဦးမှာတော့တခုတင်တာထိရလေ။အော်နင်းနင်းစားစားလို့ပြောဟုတ်လား။ဟုတ်တယ်။အော်နင်းနင်းသာစားနေရပေါ့။ချစ်ရဲ့ဘယင်နေစားရဲ့ချစ်ရဲ့ဘယင်နေပေါ့နော်။ဘယင်နေရဲ့ပွဲတော်အုပ်ပေါ့နော်။ဘယင်နေနန်းနင်းထဲမှာစားရဲ့ပွဲတော်အုပ်ကိုစားနေရကြပါလေ။ဟုတ်ကဲ့။ဟော လိုက်ပြီးတော့လောက်ဆောင်ကြပါနောက်ဒီနေ့မျှော်ပြီးပြလိုက်တဲ့ကျပ်သား9တော့လုံနေလေးရမဲလို့တဲ့တဲ့သူတွေလိုရတဲ့သူတွေကြိုးစီစီမယ်လို့မျှော်လင့်ပါတယ်ဗန်းရှယ်လေးနဲ့လိုရတဲ့လူများဆိုရအောင်ပြန်လည်မျှော်ပြီးတော့လည်းတောင်းဆိုပါတယ်ပါနော်အားလုံးပဲကြည့်ရှုပြကြည့်စုတင်ပါတယ်နောက်ဘလို့လည်းမပြောင်းလို့ရရင်ပါနော်ကျေးဇူးပါ